စိန်တူရွာငယ်လေးဟာပကံမြေမှာနာမည်ကြီးတဲ့မြင်းကပါရွာနဲ့ခက်လန်းလန်းမှာရှိပါတယ်။ရွာထဲမှာတော့ထုံးစံအတိုင်းပဲထမ်းပင်တွေနဲ့ဘိုးဝေဆဆာရှိတယ်။ထမ်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ၊ရုံးတယ်လုပ်ငန်းတွေတချို့တချို့ကမွေးမြူရေလုပ်ပြီးတော့အသက်မွေးကြတယ်။ရာဇဝင်တွေတဲကမြမာတွေရဲ့အတနေလုံးလို့တင်စားလောက်တဲ့ပကံမြေမှာလူလာပြေးရတာတို့လည်းကုန်ဆုံးတယ်။တရွာလုံးကမချမ်းသာကြပါပဲ။သူ့ဟာနဲ့သူတော့ ဘဝင်ကြားတဲ့စိတ်ကလေးတွေကိုစင်းနဲ့နေပြောင်းလဲနေကြတယ်။ဖျားပြက်တွေဇေတိအပြူတွေအုတ်ချိုအပဲ့တွေကြားမှာသူတို့ကလေးဘွားကစော့ကစားရင်းနဲ့လွမ်းမောဝေါ်ရအတိတ်တွေကလည်းအများကြီးပဲ။အဲ့အချိန်တုန်းကဆိုရင်တော့အစိုးရကလည်းရဲဘော်နေရဲဘော်ဖြူစတဲ့ပါတီတွေကွဲအုတ်ချုံမှုတွေပြည့်စင်းနေတဲ့အချိန်တိုင်းပြည်တစ်ခုလုံးကို ထိထိရရမထိန်နိုင်ဖြစ်တဲ့ကာလစိန်တူရဲရွာလေးကလည်းအစိုးရအုတ်ချုံမှုရင်ကုန်နဲ့ဝေးနေတဲ့ကလေးငယ်လို့ ဖြစ်နေရတယ်။ဒါပေမဲ့ရွာတွင်းရွာမြေမှာပြဿနာတစ်စုံတစ်ရာတစ်ခါမှမဖြစ်ကြဘူး။ဒီလိုမဖြစ်အောင်လဲရွာမှာရှိနေကြတဲ့ဖုံးတော်ကြီးတွေရွာလူကြီးတွေရမ်းမရပ်ပါတွေဟာစီစီလုံးလုံးနဲ့ထိန်းနိုင်ကြတယ်။မြန်မာပြည်မှာသာသနာတော်စာပြီးထုံးကားစေတဲ့အရံမှုလို့ထင်နေ။ပြော်လုံးကလည်းအေချမ်းပြီးသားပဲ။ဒါပေမဲ့တခါတလေမှပို့ထုစင်နေမို့လို့လူတွေရဲ့စိတ်မှာပြည့်လေရှိတဲ့လောဘဒေါသမောဟမီးတွေကိုတော့ထိန်းချုပ်ရခက်ခဲနေတတ်တယ်။ စိန်တို့ရွာလေးဟာဘေးနားဝန်းကျင်ကရွာတယ်လို့မချမ်းသာကြပြီမလဲသူ့ဟာနဲ့သူတော့နေနိုင်စားနိုင်ကြတယ်ချွင်းချက်နေနဲ့တချို့ရွာထဲမှာနေချင်းညချင်းချမ်းသာသွားကြတဲ့သူတွေလည်းရှိတယ်ဘလို့ကြောင့်နေချင်းညချင်းချမ်းသာသွားကြလဲဆိုရင်တော့ရွာကလေးရဲ့ရေကန်မြေကန်ကြောင်းလို့တချို့ကပြောကြတယ်တချို့ကတော့ဒီလိုကြီးပွားချမ်းသာမှုတွေဟာတန်လျာအတွက်မကောင်းဘူးလို့လည်းပြောကြတယ်။ဘာကြောင့်သူတို့တွေဒီလိုပြောကြတာလဲ စိန်တို့ကတော့ကိုနဲ့ထိုက်လို့ကိုရတာဒါကြောင့်ချမ်းသာတယ်လို့ပဲယုံကြည်ထားတယ်။ဘလို့တွေဖြစ်ပြီးတော့ချမ်းသာသွားကြတာလဲ။စိန်တို့မင်းသိပြီပြီလား။အတူတူထိုင်းရဲ့တောင်းရင်ကနေဝတ်တိုးကလှမ်းမိတဲ့အခါစိန်တို့ကဝေးဘာတော့ကရောတောင်ပိုင်းကကိုကျော်များတို့တွေမနေ့ကအိမ်ဝိုင်းထဲမှာရေတွင်တွင်နဲ့မြေတဲကနေရွှေအိုးကြီးတွေ့လို့တဲ့။ဟင်မင်းပြောတာတကယ်လားကွာ။ ငါတို့တွေတော့မသိလိုက်ဘူးဟုတ်တယ်ကွာဒီတရင်ကိုကိုကျော်များရဲ့မိမမညွတ်ချောပါဇက်ကနေရောင်ပြီးတော့ထွက်လာလို့ငါတို့သိရတာငါလည်းငါမိမစီကနေပြန်ကြားလာတာကွာငါတို့ကိုကျော်များကတော့ဘူးခန့်ညင်းနေတာပဲမကြခင်ရပိုင်းကြရင်တော့ဒီလူတွေအိမ်ဝိုင်းတွေပြင်မလားမြို့ပဲတက်မလားမသိဘူးစောင့်ကြည့်ရမှာပဲသူတို့နှစ်ယောက်စကားကိုကြားပြတ်နေတဲ့တာခင်ကဟုတ်တယ်ကွာ ဘီလူတွေကိုသွားမေးရင်လေဟိုဘက်ရွာတွေကဘယ်ကမှန်းမသိတဲ့အမျိုးသမီးတွေစီအမျိုးတွေစီကအမွေရတယ်လို့ပဲလိမ္မာသိကြတယ်။တငယ်ချင်းကြီးရဲ့စကားကိုနားထောင်ပြီးတဲ့နောက်စိန်တို့တယောက်အားရင်ပြေဝဝင်လက်နေတဲ့မြောင်းအစုံနဲ့တစုံတရာကိုတွေ့တော်မိတယ်။အညာမီရဲ့နေလေကင်းလေးဟာပူအိုက်တဲ့အငွေသက်တွေပါနေတော့မယ်။ဒီနေ့ပိုင်းတွင်းထဲမှာစိန်တို့တို့ရွာထဲမှာအဲ့လိုမြေတွင်တွင်းနဲ့ရေတွင်တွင်း ရေကန်တို့ရင်းနဲ့ရွှေတုံငွေစားတွေရတဲ့အကြောင်းတွေတချို့ဆို နေချင်းညချင်းပဲကြီးပွားတဲ့အကြောင်းတွေကြားကြားနေရတဲ့တဲ့တနည်းတော့ဘာစီစဉ်မှမရှိပဲစိန်တူရဲ့အဖေဟာအိမ်ဝိုင်းထဲမှာရှိတဲ့မျိုးတွေကို တူးဆွနေတာတွေ့ရတယ်အဘဘာတွေလုံးနေတာလဲဗျမေဘူးကြီးတဲ့ကိုဖက်ဖက်ဖက်ကြုတ်လုံးလိုက်မယ်အဖေလို့သူဟာဒီနေရာမှာအပင်တစ်မျိုးပြိုးကျင်လို့မျိုးတွေကိုတူးဆွတာပါလို့ပြောလာတယ်တိတ်ကြကြမတူးလိုက်ရဘူးတင်းတင်းတလား မြေကျင်းနဲ့မြေလေးတွေမောင်းထွက်လာတယ်။စိန်တူးလည်းနောက်ဆုံးတစ်ချက်အနေနဲ့မြေကြီးတဲကို အားဆိုင်ပြီးတော့ပေါင်တူးနဲ့လွှဲပေါက်တဲ့အခါမြေထဲမှာမှပေါင်တူးကမြေရိုးတစ်လုံးနဲ့ထိတဲ့အံကိုကြားလိုက်ရတယ်။စိန်တူးတယောက်အတော်လေးကိုရင်ကုန်သွားမိတယ်။မြေကြီးကိုတတားလေးရက်ကြည့်တဲ့အခါမြေကြီးထဲမှာပေါင်တူးအရှိန်နဲ့ကွဲအပ်သွားတဲ့အိုးချမ်းပဲ့လေးကိုတွေ့လိုက်ရတယ်။ဖြည်းဖြည်းချင်းဆက်ပြီးတော့လက်ကလေးနဲ့ရက်ကြည့်တဲ့အခါအိုးချမ်းပဲ့တွေအများကြီးအောက်ကနေဖြိုးဖြိုးဖြောက်ဖြောက်ဖြစ်နေတဲ့ဗရမ်းများကလေးတွေကို ။ညင်ရွမ်းအုံမင်းအိဆက်နေတဲ့ရွှေတွေပစ္စည်းအမျိုးမျိုးကိုလည်းတွေ့ရပြန်တယ်။ရွှေတွေကိုအသာလေးယူပြီးတော့မစိုးစားနဲ့ပို့ကြည့်လိုက်တော့မှအရေးသွေးကောင်းတဲ့ရွှေမှန်တည်တောင်လို့ဝန်းလက်တောက်ပါလာတယ်။ဘာပြောကောင်းမလဲ။စိန်တို့ရောသူ့အဖေရောခဏလေးတော့ကြောင်အံ့ဖြစ်နေရကနေစိန်တို့ကအဖေအဖေတားတို့ချမ်းသာပြီဗျာချမ်းသာပြီအဖေဟာဖခင်ကငါတို့ကိုပေးတာပဲတားတို့ဘွားတော့ညီချင်းညချင်းပြောင်းပြီကွာ အားဖားနှစ်ယောက်တည်ရှိတာမလို့တယောက်နဲ့တယောက်အားရဝမ်းသာပွေပတ်ထားကြတယ်။အပျော်လေးလုံနေမိတယ်။ရွာတွေကလူတွေမြေကြီးတွေကနေရရနေကြလို့တရင်ကြထားတာ။အခုတော့သူတို့သားပါလေရခဲ့ပြီ။ရှေးဟောင်းလက်ရအုပ်ကြောက်တွေနဲ့တေချာဆောက်ထားတဲ့တောင်းကြီးမလို့အတော်လေးလဲအိုနေုံကလွယ်လို့ခန့်ထနေတော့မယ်။ကျောင်းဦးကြီးရဲ့အထက်မှာတော့တရင်တုံးနေတဲ့ဆရာတော်ဦးကြီးတပါးလဲရှိတယ်။ အဲ့ဒီဆရာတော်အိုကြီးရဲ့နောက်မှာလဲရွာသူရွာသားတချို့ဟာအုံနေပြီးတော့အဲ့ဒီရွာသူရွာသားတွေတဲကတယောက်ဟာအရင်ဆုံးရှောက်တယ်ဖုံဖုံဖေဟာတပိတော်ရွာထဲမှာလူတော်တော်များများကမြေကြီးတွင်းနဲ့မြေကြီးတကနေရွှေငွေရတနာတွေကိုရားနေတယ်လို့သိထားတယ်ဖေဟာဘာကြောင့်လဲဆိုတာအရှင်ဖေဟာမြင်ပါတယ်လေအေးပစ္စည်းဥစ္စာဆိုတာလူတွေရဲ့ကုသိုလ်ကံအာကုသိုလ်ကံတွေအလျောက်ရားနိုင်ကြတယ် ဘောဟောင်းကစေတော်မျိုးတော်တွေကသူတို့အတွက်ရေးဆိုပြီးတော့ကုသိုလ်လုပ်ပေးစေခြင်းလို့ပေးတာမျိုးတို့တိုင်နှန်းတွေကပေးတာမျိုးတို့ကိုနဲ့အကြောင်းတိုက်ဆိုင်ပြီးတော့ရကြိန်ပိုင်ဆိုင်ကြိန်တန်လို့ရတဲ့ပြစသဖြင့်ဦးစင်းနားလိုက်ထားပြီမဲ့တပတ်ကအခြေခံကြကြပြန်တွေးကြည့်မယ်ဆိုရင်တော့ဒီမြေဒီနေဆိုတာရှေးဟောင်းနေမြေပေါ်ပြီးတော့တိကျသွားတာကအခုရတဲ့သူအားလုံးရတဲ့ပစ္စည်းတွေဟာရှေးဟောင်းပစ္စည်းတွေဖြစ်တာပဲလေ။ ီလိုမျိုးတံပိုးကြီးတဲ့ပစ္စည်းတွေကိုရနိုင်တယ်ဆိုတော့ဓာရီကဖရားရဲ့ဌာပနာပစ္စည်းတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဦးဇင်းတို့ရွာသားတွေကိုယ့်ရဲ့အိမ်အောက်အိမ်နေရာမှာရှေးဟောင်းဖျက်ပြူဖျက်ပြက်တွေမရှိနိုင်ဘူးလို့ဘသူတွေကအာမခံနိုင်ပါလဲ။နောက်ပြီးတော့ရွှေဆိုတဲ့တတူမျိုးကမြေအောက်ကမြေလာတဲ့ကြောင့်မြေကြီးထဲမှာပဲနေရာရွှေ့တတဲ့သဘောလည်းရှိတယ်။ဒါတော့ဦးစင်းနေနဲ့အကြံပေးချင်တာကိုရထားလို့ကိုဥစ္စာမှတ်ပါတယ်။ကိုကျိုးလည်းတုံးရင် ကိုတို့လည်းပြုကြပါလို့ပြောခြင်းနဲ့တချို့ကလည်းပြောကြတယ်ဒီရွှေငွေတွေဟာကမ်ဘောဂျီပစ္စည်းတွေကဖျားထာမနာတိုက်ကနေပေါက်ထွက်လာတာတဲ့ဇေဒီပြိုဇေဒီပြည့်တွေကနေငလျင်တန်ကြောင့်မြေကြီးတဲကို ရောက်ပြီးတော့မြေလွန်အလိုက်ရွေးချတဲ့တဲ့ရန်နာတွေတဲ့ဘလိုပဲဖြစ်ဖြစ်အနည်းဆက်ဆုံးဖြစ်နိုင်တာကတော့ရှေးလူကြီးတွေဖွက်ခဲ့တဲ့ပစ္စည်းဥစ္စာတွေဖြစ်ရင်ဖြစ်မဖြစ်ရင်တော့ဖျားထာမနာတွေပဲခေတ်ကာလကအစိုးရကလည်းတနိုင်ငံလုံးထိအာဏာမရောက်နိုင်သေးဘူး ဒီလိုတိုးလို့ရတဲ့ရန်နာတွေကိုလည်းတိန်းနာစိုက်တာဖမ်းတာတွေမရှိဘူးကိုချန်နယ်မှာတွေ့တာ ကိုပိုင်နာပဲလို့သတ်မှတ်ပြီးတော့တိုးတိုးတိတ်နဲ့နေနေကြတဲ့သူတွေလည်းများတယ်ဖျားပစ္စည်းဆိုတာထက်ကိုရကိုယူကိုနဲ့ထိုက်လို့ကိုရတာပဲလို့လည်းခံယူထားကြတယ်နောက်ပိုင်းမှာတရွာလုံးကရနိုင်မှသိတော့ဖျားအုပ်ရင်းနာမှလည်းမြေတွေလိုက်တူးလို့တူးနဲ့အလုတ်တော်ကောင်းကောင်းမလုတ်စားကြတော့ဘူးဒီလိုဟိုတူးတူးလို့ရတာပို့ပြီးတော့ comment သွားတတ်ကြတယ် ပုဂံခက်ကရှေးလူတွေရဲ့ကျင်းစာတွေဟာဘလောက်ထိပြည့်နေဆိုတာတို့ဖျားပစ္စည်းအစိတ်သီးဆိုတဲ့ဇကားကိုလည်းမစင်းစားနိုင်တော့ဘူးလောဘမိကြောင်အမြင်တွေကိုကွဲသွားတာမျိုးဖြစ်တတ်တယ်ယောဂထရေတူတူမရှိဘဲနဲ့စိန်တိုးရဲ့အဖေရုတ်တရက်ကွေလွန်သွားခဲ့တယ်အဲ့နေရင်ကနေနှိုးမရဘဲနဲ့အသက်ပါသွားတဲ့အထိဖြစ်သွားခဲ့တာစိန်တိုးနဲ့အဖေဖြစ်သူတို့အတွက်စိတ်မကောင်းခြင်းကြီးစွာနဲ့ဖြစ်နေတယ်ရတဲ့ပစ္စည်းလေးတွေကိုတော့မယောင်းချရသေးခင်မှာပဲ အဖေဖြစ်သူကွယ်လွန်သွားတော့ပို့ပြီးတော့စိတ်ထိခိုက်ရတယ်။အဆုံးမှာစိန်တို့တယောက်ဆုံးဖြတ်ချက်တစ်ခုကိုချတယ်။တယောက်ထဲတကူတည်းအဝင်းနဲ့နဲ့ကိုယူဇန္နာတို့ကိုအိတ်ထဲမှာတိတ်ချဖွက်ပြီးတော့ရန်ကုန်မြို့ကိုတက်လာတယ်။ဒေါမမွေဒေါမကြီးလာတယ်သူမလို့ရန်ကုန်ဆိုတာမျက်လုံးထဲမှာလက်ပြကြည့်လို့ဖြစ်နေတယ်။ဒေါမလိုထန်းတော်တွေအစာတိုက်ကြီးတွေနဲ့ပြည်နေတယ်။ဒေါကရာသူမညိုမချောလူတွေအစာမျက်နဲ့ချစ်တွေနဲ့ လှကျင်နိုင်လှနေကြတယ်ရန်ကုန်သူတွေကိုငေးမောနေမိတယ်ရန်ကုန်သားရောက်တာအသိကျွမ်းကလည်းမရှိဘယ်သွားလို့ဘယ်လာရမှန်းလည်းမသိရည်ရွယ်ချက်ကလည်းမရှိဖြစ်ကျင်တာကအိတ်ထဲကယန္တရာတွေကိုထုတ်ရောက်ပြီးတော့ရန်ကုန်မှာတိုက်လေးတိုက်နဲ့ကိုပိုင်စီဝိုင်းလေးတစ်ခုလောက်ရဲ့တထိတ်လိုမျိုးနေကျင်တယ်ဂျိုးအောင်ကြီးခမကျွန်တော်ကိုခေါ်တာလားစိန်တိုးတယောက်တည်းရန်ကုန်ဘူတာကြီးနားမှာရောင်ပင်ရောင်ပင်နဲ့ဟိုကြည့်တီကြီးလုံးနေတော့ ော်တော်လေးတန်းတန်းမြတ်မြတ်နဲ့တတိရှုံးလောင်းအောင်ဝတ်ဆင်ထားတဲ့မင်းစိန်တယောက်ဟာတော်တော်လေးကိုနေဝင်ချိုးခေါ်ယူတဲ့လေတံနဲ့စပြီးတော့မိတ်ဖွဲ့လာတယ်။ရိုးသားတဲ့တောသူတောင်သားမလို့စကားကိုချိန်ပြောရမှလည်းမသိဘူး။လူတိုင်းကိုမယုံရမှလည်းမသိနဲ့စိန်တို့တယောက်သူ့အမွေရထားတဲ့ရွှေတဲ့ကြောက်ထဲတွေတချို့ကိုဈေးမမတ်ရတဲ့စီမှာရောင်းချင်ပြီးတော့ငွေကိုလည်းလက်ငင်းလုပ်ချင်တဲ့ကြောင်းလက်ရှိရန်ကုန်မှာနေစရာလေးတစ်ခုကိုဝယ်ချင်တဲ့ကြောင်း လုပ်ငန်းလေးတစ်ခုကိုစပြီးလုပ်ချင်တဲ့အကြောင်းလေးပြောပြတော့လူစိမ်မျက်နှာအတော်လေးကိုမျက်နှာပွင့်သွားတယ်။နောင်ကြီးကျုံနဲ့တွေ့တာကံကောင်းတာပဲဗျာ။ရန်ကုန်လိုနေရာကြီးမှာနောင်ကြီးတယောက်တည်းဒီလိုသွားနေတော့လူလိန်တွေအလေးတုပ်သမားတွေနဲ့နောင်ကြီးပါလာတာတော့မှအကုန်ပြောင်းသွားအောင်မယ်လား။ကျုပ်ကလည်းဘာရင်မဟုတ်ဘူးဗျ။ဒီနားမှာနိုင်ငံသားတွေနဲ့အယောင်ဝယ်လေးတစ်ခုလုပ်ပြီးတော့ပြန်မိတ်ဆွေတယောက်နဲ့ချိန်ထားရင်းနဲ့ရက်ဆောင်နေတာ။နောင်ကြီးကမြင်တော့အကူကြီးလိုမှထင်လို့မေးကြည့်တာ။ ကျေးဇူးတင်ပါတယ်ဗျာ။ဒါနဲ့ဒီကနာမည်က။ဩကျွန်တော်နာမည်ကတန်းမြင့်လှိုင်ပါဗျ။ဒီနာတစ်ဝိုက်မှာကျုပ်ကိုမသိတဲ့သူခက်ရှာရှာကျုပ်ကကြောက်စိမ့်တွေရှေးအောင်ပစ္စည်းတွေကိုအယောင်းဝင်လောက်တဲ့လူတယောက်ပါ။ဟုတ်ပါပြီဗျာ။ဒါနဲ့ကျွန်တော်ကိုကူညီပေးမယ်ဆိုတာတစ်စိမ့်လောက်ဗျာ။ကျွန်တော်အမွေရထားတဲ့ပစ္စည်းလေးတချို့ကိုလည်းရောင်းခြင်းနဲ့လူစိမ့်ကသူ့လက်ကနိုင်ကိုချက်ကြည့်တယ်။ကောင်းပြီဗျာ။ကျုပ်ပေါ်တာကတော့မလာတော့ဘူးထင်တယ်ဗျ။ဒါဗျာ။ ျွန်တော်နောင်ကြီးကိုလိုက်ပြီးတော့ကူညီပေးမယ်။ကျွန်တော်နောက်လာလိုက်ခဲ့တော့လူစင်းကအာကိုတကြီးနဲ့သူ့ကိုကြည့်တဲ့လူကိုခေါ်သွားတယ်။လူစင်းကလည်းတက်တက်တော့လိုက်သွားရင်းနဲ့နာယီလေးအတော်လေးကြောက်အောင်လမ်းလျှောက်ပြီးတော့နောက်မှပဲစင်ကလားဆိုင်ဆိုင်ကိုရောက်လာတယ်။ကဲဒီကဆရာကြီးကဘာပစ္စည်းရောင်းနေတာလဲ။ရန်နာဆိုင်ပိုင်ရှင်ပုံစံနဲ့တူတဲ့ကလားဟာတိုင်းမြလိုင်ကိုတည်တယ်လို့ရင်းနှီးနှုတ်ဆက်ပြီးတော့တိုင်းမြလိုင်ကလည်း မိတ်ဆက်ပေးလိုက်စိန်တိုးဘက်ကိုလှည့်ပြီးတော့လဲမိတ်ဆက်တယ်စိန်တိုးဟာမေးပြဝေရကိုတစ်ချက်ကြည့်ပြီးတော့သူ့ရဲ့ပစိုးစုပ်လေးနဲ့ထုတ်ထားတဲ့ထုတ်ကိုဖြည်းဖြည်းလေးနှိုက်ပြီးပြန်ထွက်လာတော့ရွှေတွေဝင်းဤနေတဲ့လက်ကောက်တစ်ခုနဲ့တူရဲရဲတောက်နေတဲ့ကြောက်ကြီးတပြူပြူနဲ့ဘရဲကြီးတကုံပါလာတယ်ဂျန်နာဆိုင်ပိုင်ရှင်နဲ့တိုင်းမြင့်လိုင်ဟာအတော်လေးကိုမျက်လုံးပြူးမျက်စံပြူးဖြစ်သွားတယ်စိန်တိုးပေးတဲ့ပစ္စည်းတွေကိုအပြင်းပြင်းအလန့်လန့်မှန်ဘီလို့နဲ့ကြည့်တယ် ပြီးတော့မယုံတယ်လို့နဲ့ဒါခင်ဗျားတို့ဘိုးဘွားပိုင်တာဟုတ်ဟုတ်ပါတယ်နော်စိန်တိုးကလည်းလိန်နာကိုတီးတော့မှဆိုလို့စကားအနှဲငယ်တက်သွားပြီးတော့ဟာဟုတ်ဟုတ်ပါတယ်ဗျဘာလဲကျုပ်ကလိန်ပြောရမှာလားကဲပြောကျုပ်ကိုဘယ်လောက်ပြီးမှလဲတော်သားဆိုပြီးတော့ဈေးနှိမ်မယ်လို့တော့မကြမ်းနဲ့နော်ကျုပ်ကဒီပစ္စည်းရဲ့ဈေးကိုတခြားမှလည်းစုံစမ်းလာခဲ့တယ်လောဘရဲ့အရှိန်ကြောင့်စိန်တိုးပြောမိပြောရာပြင်ပြောတယ်တစ်ဖက်က ရတနာဆိုင်ပိုင်ရှင်ကလည်းအမှန်တကယ်ကိုသဘောကျသွားပြီးတော့စိန်တို့ပြီးတဲ့ရှီဟောင်းလက်ဝတ်လက်စားတွေကိုပေါက်စိတ်ထက်သုံးပုံတစ်ပုံစာလျှော့ပြီးစိန်တို့ကိုပေးတယ်။ဒီလိုလျှော့ထားပြီးမဲ့ရတနာဆိုင်ပိုင်ရှင်ထုတ်ပေးတဲ့ငွေပုံကြီးဟာစိန်တို့တသက်မှာတစ်ခါမှမမြင်ဘူးတဲ့ငွေတွေမို့လို့တစ်ချက်မငင်းတော့ပဲနဲ့ပွဲဖြစ်သွားခဲ့တယ်။နောက်ပိုင်းတိုင်းမလိုက်ကိုကြီးနဲ့ရန်ကုန်ကမင်းလန်းတောင်ပေါ်ဘက်မှာအိမ်လေးတစ်လုံးကိုဝယ်ပြခဲ့တယ်။အဲဒီတုန်းကဒီနှစ်ခေတ်လိုမျိုး ရက်ွက်ရေလိုတော့ တိတတ်မရှိသေးတဲ့အချိန်အမင်းနေဆိုဝေလာဝေးအကုံကိုဝင်ကုံလေးတွေနဲ့နေနေကြတဲ့ချိန်စိန်တို့တို့ကတော့နေစရာစားစရာမပူတော့ဘူးစားဖို့ကလည်းပါလာတဲ့ပစ္စည်းတွေကိုရောင်းလိုက်သုံးလိုက်ဖြုံးလိုက်နဲ့အဆင်ပြေနေတယ်ဒီကြားထဲမှာကိုတန်းမြင့်လိုင်ကကိုညီပြီးတော့အများကြီးအဆင်ပြေတယ်ဒီလိုကိုလည်းညီအကိုရင်းလို့မျိုးမိတ်ဆွေလိုမျိုးမျက်စိစုံမှိတ်ပြီးယုံနေအချိန်တွေကြာလာတော့စိန်တို့လက်ထဲမှာရှိနေတဲ့ပစ္စည်းတွေလည်းသုံးလိုက်ဖြုံးလိုက်နဲ့ အတော်လေးကိုပါလာပြီဒါကြောင့်ဝင်ငွေရတဲ့လုပ်ငန်းတစ်ခုတော့လုံးမပဲဆိုပြီးတော့ယုံကြည်ရတဲ့တမ်းမြင့်လိုင်နဲ့တိုင်ပင်ကြည့်တဲ့အခါတမ်းမြင့်လိုင်ဟာသူ့နဲ့လုပ်ငန်းတစ်ခုလုပ်ဖို့ရှိတဲ့အယောင်ဝယ်ပုံစံမျိုးပဲအရင်လဲသိမလို့အမျက်အများကြီးကြံနေဆိုတဲ့လုပ်ငန်းတစ်ခုအကြောင်းပြောပြတော့စိန်တိုးလဲလုံမပင်မမတ်နဲ့ငွေရှင်တဲ့လုပ်ငန်းကိုသဘောကျသွားပြီးတော့နောက်ဆုံးကြည်စံဖြစ်နေပါလာသမျှရတနာတွေကိုအကုန်ရောင်းထုတ်လိုက်ပြီးတော့ငွေတွေကိုရင်းနှီးယုံကြည်ရတဲ့တမ်းမြင့်လိုင်လက်ထက်ကိုထိုးထက်လိုက်ပါတယ် ဒါပဲလေဗျာကိုစိန်တို့များများလိုချင်ရင်များများရင်းရတယ်ဗျမဘူးနဲ့ခမားငွေတွေကိုနှက်ဆသုံးဆလောက်ဘွားအောင်လို့ကျုပ်တာဝန်ယူတယ်ကျုပ်ဖြင့်အရင်မရှိတော့ငြိမ်းနေရတာဗျာဒီလိုသာဆိုလို့ကတော့စဉ်းစားစရာတော့မလိုဘူးဗျဘလို့ဖြစ်ပြီဒီလိုပြောသွားပြီးနောက်တနေ့ကလေးကတန်မင်းလိုက်တယောက်စိန်တို့စီကိုရောက်မလာတာလေးနှစ်ထဲတောင်ရောက်ခဲ့ပြီတန်မင်းလိုက်အကြောင်းကိုလည်းဘမမစုံစမ်းလို့မရဘူးစိန်တို့တိလိုက်ပြီး လူယုံတက်လို့တည်တယ်ဆိုတဲ့ခန်းစားချက်ကိုအခုတော့စိန်တို့တယောက်အင်္ဂလိပ်တစ်လုံးအဖတ်တင်တာကလွဲပြီးတော့လက်ထဲမှာ300ငွေတချို့ပြင်ဘာမှမရှိတော့တဲ့ဘွားကိုယောက်လာတယ်။ရှိတာတွေကလည်းတုံရင်တုံရင်နဲ့ဝင်ငွေမရှိအထွက်ကြီးပဲဆိုတော့ဘလိုမျိုးဖြစ်ပြီးတော့ကြာကြာရက်တည်နိုင်မှလဲ။နောက်ဆုံးမှာမရှမ်းမကြောက်အလို့တခုခုတော့လုံးမဖြစ်မယ်ဆိုပြီးတော့စိန်တို့တယောက်စိုက်ကာလိတစင်းကိုဝယ်ပြီးတော့ရက်ွက်ပဝန်းကျင်မှာပတ်နေတဲ့စိုက်ကားသမားဘွားကိုယောက်ခဲ့ရတယ်။ စိုက်ကသမားရဲ့တဲမှာမှအိမ်ကောင်းကောင်းနဲ့နေနိုင်တဲ့ရှားပါစိုက်ကသမားလေးစိန်တိုဖြစ်လာတယ်။ဘဝတစ်စိချိုပြောင်းလဲလာပြန်တော့စိန်တိုလည်းမိမတွေပါရရပြီးတော့သားသမီးနှစ်ယောက်တောင်ထုံးကားလာခဲ့တယ်။ကလေးနှစ်ယောက်ဟာငငယ်မကသုံးနဲ့သားလေးနဲ့အကြီးမကလေးနဲ့အရင်လူပြိုတုန်းကကိုတကူစားအစဉ်ပြေရင်ပြီးရောဆိုပြီးတော့အလုတ်ကငန်းမှထားလုတ်တဲ့စိန်တိုအခုတော့မိသားစုနဲ့ကလေးနှစ်ယောက်ဖြစ်လာပြီမို့လို့စိန်တိုတယောက်နေကောင်းကောင်းမကောင်းကောင်းလှုပ်ချင်ချင်မလှုပ်ချင်ချင် စိုက်ကားနေတဲ့လူကိုမရရဲဘူးဖြစ်နေတယ်။ပိန်မန်းနာတွေဆုလာတော့တငငကြီးနေနဲ့အပြင်းပြေတောက်စားရင် အရက်ကိုလည်းဖြည်းဖြည်းချင်းနဲ့ဆွဲစားပြူလာတယ်။တနေ့တော့စိန်တိုးဘွားကိုအပြောင်းလဲကြီးပြောင်းလဲစေမဲ့ဖြစ်စိုးတစ်ခုနဲ့ကြုံလာခဲ့တယ်။အဲဒါကအိမ်မဇနီးတဲ့ဘက်ကဇနီးရဲ့ညမစိန်တိုးရဲ့ခင်မတော်သူ အပြိုမလေးတယောက်ငယ်ကနေလာလိုက်ရင်နဲ့စိန်တိုးတို့အိမ်မှာတည့်ဖြစ်တယ်။စိန်တိုးရဲ့ဇနီးတဲ့ကလည်းဇက်ပွဲဆိုရင်မကြည်ပဲနဲ့မနေနိုင်ဖြစ်သူမလို့ တနေ့ယောက်ျားပြည်သူစိုက်ကားသွားနေတော့ခလေးနှစ်ယောက်ကိုချီပြီးတော့လမ်းထိပ်နာကဇက်ပွဲကိုတောက်ကြည့်ပြတယ်။ပြကျင်တော့အိမ်မှာလာတဲ့ညီမဖြစ်သူကလည်းနေမကောင်းလို့ဆိုပြီးတော့အိမ်မှာအိပ်ပြီးတော့ကြံခဲ့တယ်။ဟိုတုန်းကအိမ်တွေမှာအိမ်ရင်အခန်းမဖွဲ့ပဲနဲ့တန်းစီပြီးတော့အိပ်တက်ကြတာမို့လို့စိန်တို့တို့မိသားစုအိပ်တဲ့ခြံအောင်ဘီနားလေးမှာခွေခွေလေးအိပ်ပျော်နေတယ်။နောက်တော့တပြေးပြေးချေခိုက်တာကတကြောင်နေမကောင်းလို့ခြံအောင်ထပြီးတော့မထောင်ကျင်တာကတကြောင်ကြောင့်ဘယ်သူမှမရှိတော့စိန်တို့တို့မိသားစုခြံအောင်လေးကို ဖဲမဖြစ်သူပါဝင်အိတ်တယ်။ကံစိုးမုံမောင်ကြာကျင်တဲ့စိန်တို့ကတော့ဒီလိုညာမျိုးချက်မှပဲစောစောစီးစီးဆိုင်ကတိမ့်လာပြီးတော့အရက်ကလည်းမူလာတယ်။မုံမူနဲ့ပဲမရချုံလေးရှိတဲ့ခြံတော်စီကိုဝင်ပြီးဇနီးတဲ့ကိုတိုင်းဖက်တဲ့အခါဇနီးတဲ့မဟုတ်ပဲနဲ့သူ့ခင်မှာဖြစ်တာကိုမြင်ရတယ်။စိန်တို့လည်းအတော်လေးကိုလမ်းသွားပြီးတော့ချက်ချင်းပဲခြံတော်အပြင်ကိုထွက်မယ်လို့တဲ့အခါခဲမလို့သူဟာဘာမှပြောညာမပြောနဲ့အတန်ပြဲကြီးနဲ့ထားပြီးတော့ငိုပြီးတော့អော်တယ်။ကဲကြပါအောင်ရှင်။ကဲကြပါဦး။ ဒီမှာကျမအမရဲ့ယောက်ျားလူယုံမှာစိန်တူကျမကိုမတရားပြုကျင့်နေပါတယ်။စိန်တူလည်းဘာမှမလုပ်မိတဲ့ခင်မာရင်ပြီးတော့ဖမ်းမိရကနေဖြစ်သွားတဲ့ကိစ္စကိုလမ်းနေတော့ရုပ်ရှင်တွေကလို့အရန်တိုက်ဆိုင်လုံးပြီးတော့ဇနီးဖြစ်သူဟာဇပွဲပြီးလို့ခရီးနှောက်ချပြီးပြန်လာတဲ့အချိန်ကြီးဖြစ်နေရတယ်။ဘသူမှားတယ်မှန်တယ်ဆိုတာထက်ဇနီးဖြစ်တဲ့သူကခလေးတွေအပြင် အော်တန်ကြလို့ရက်ကွက်တွေကပြေးလာပြီးအိမ်ထဲကိုရောက်ကြတဲ့သူတွေအားလုံးမြင်မှာတော့စိန်တူဟာခဲမရှင်အောင်လေးကထွက်လာတာကိုပဲ မြင်ကြတယ်။မူးကလည်းမူးနေတယ်သူမို့လို့အများနဲ့တယောက်ဘလို့မှရှင်းပြမရတော့ပဲ။စိတ်ကိုစိတ်တို့တယောက်ဆုံးမြတ်ချက်ကိုတိတ်ချာချတယ်။စိတ်ဆိုးနေတဲ့ဇနီးတဲ့ပါလေးကိုဖောက်ဖောက်လေးကိုင်းတယ်။စိတ်တို့လက်ကိုဇနီးတဲ့ဟာရိုက်ချတဲ့အခါဇနီးကိုတိတ်ချစ်တဲ့စိတ်တို့အပြစ်မဆိုတာပဲနဲ့ပြုံးထားပြီးတော့သူ့ကလေးတွေကိုဝါအောင်နန်းတယ်။နန်းနေတော့မှပဲဇနီးလုတဲ့သူဟာအိမ်မော်ကဆင်းနေရှက်တယ်ဆိုပြီးတော့အထုပ်တွေဆွဲပြီးတော့ အဝိတ္တေကိုထည့်တယ်။စိန်တို့ကတော့ဘသူကမှဘာမှမပြောပဲအဲ့အပေါ်ကိုပြစ်တက်သွားတယ်။ခဏလေးကြာတော့အိမ်ပေါ်ကနေဝုန်းဆိုတဲ့အတန်ကြီးကို လူတိုင်းကြားလိုက်ရလို့အံ့ဩသွားပြီးပြစ်တက်ကြည့်တဲ့အခါအိမ်ပေါ်မှာလေပင်ကြိုးကွင်းတန်းလန်းနဲ့တင်နေတဲ့စိန်တို့နဲ့တူကျိုးသက်ချကန်ဒီခြေထောက်နဲ့ကန်ထုတ်လိုက်တဲ့ခွေးချေပူလေးတလုံးကိုလည်းလဲရတာမြင်ရတယ်။ဒီအဖြစ်ကိုမြင်မှဇနီးလုတဲ့သူလည်းယုံကြုံမရတဲ့ဖြစ်ပြီးပဝင်းချင်းကလည်းတနာတဲ့သူတနာကြအချို့က စိန်တို့အရေးကြောင်ကြောင်ပြီးတော့တက်တည်သွားတာလို့ခနေကြနဲ့စိန်တို့တယောက်သူမှန်ကန်ချောင်းကိုအတက်နဲ့လဲပြီးပြသွားရင်းနဲ့မိသားစုကိုမျက်နှာမပြရဲလို့ထွက်ပေါက်ရှာသွားခဲ့တယ်။မြင်ကဘာရက်ကယန္နာပစ္စည်းတည်းရဲ့ကျင်းစာကြောင့်စိန်တို့ဒီလိုများ ဖြစ်ရတယ်လားလို့အားလုံးကထင်မိကြမှာအမှန်ပါ။